ေသူတွေဂျားထဲမှာရောက်မှာပြီးရင်သူတို့ကိုသူတို့ပထွေးတွေကကာကွယ်ပေးမှာမဟုတ်ဘူးအဲ့ခါကြားလို့ကတော့ဒါခုနဒေါ်လာတက်ဖွဲ့တွေကအကြိုက်ပဲအကြိုက်ပဲအဲ့တော့ဒီကောင်းနေအခုပြေးစရာမြေမရှိတဲ့အနေဒါဖြစ်နေရတယ်မင်္ဂလာပါအာကျွန်တော်လည်းဒီရက်ထဲခီးလေးသွားရတယ်ဗောနော်အဲ့တော့အခုတော့ပြန်ရောက်ပြီ ဒါရှေ့ပိုင်းမှာဒါကျွန်တော်လိုအပ်ချက်ချိသွားရဆိုရင်လည်းနားလည်းပေးပါပါเนาะအခုလည်းကျွန်တော်မှာဒါလော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 နဲ့လောက်ရတာပေါ့เนาะနေ့စဉ်သတင်းတွေကလည်းထူးခြားမှုတွေရှိနေရပါဘူးเนาะပြီးတော့အောင်မြင်မှုနဲ့ပတ်သက်လို့လည်းဒါအများကြီးပဲကြားသိနေရတာတွေကတကယ်အားရစရာတွေကြီးပဲဆိုတော့ဒါကျွန်တော်မပြောပဲလည်းမနေနိုင်ဘူးပေါ့เนาะအဲကြောင့်မလို့လိုအပ်ချက်ရှိရဆိုရင်နားလည်းပေးပါပါเนาะဒါပထမဆုံးဒါနမခတိုင်းမှုမျိုးမင်းထွေးတချိန်ကစစ်တုံးပန်းပေါ့နော်အဲစစ်တုံးပန်းပြန်လှုပ်ပေးလိုက်လို့အခုဒါမျိုးမင်းထွေးကတိုင်းမှုပြန်လှုပ်နေတာပေါ့နော်ဒီကောင်နေအခုဆိုရင်ဒါ ရုံးမှမှလှုပ်ရက်တွေလည်းလှုပ်တယ်အဲပြီးတော့သူတို့ကြားထဲမှာဖြစ်နေတဲ့ပြဿနာတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့တွေအာဂိုတကြီးနဲ့လက်နဲ့တက်ဆင်ပြီးတော့တိုက်ခိုင်းတဲ့ပြည်သူစစ်တွေပေါ့နော် ပြည်သူစစ်တွေအဲသကိုင်းမကွေးမကွေးမြောက်ပိုင်းပေါ့နော်ပြီးရင်ချင်းဒီနယ်တွေမှာရှိတဲ့ဒါပြည်သူစစ်ဒါအဖွဲ့၃ဘွဲ့ကိုလက်နဲ့တွေပြန်ဖြုတ်သိမ်းနေဆိုပြီးတော့ တရင်သိရတယ်ဗောနော်အဲ့တော့ဒါပြည်သူစစ်တွေဗောနော်ပြည်သူစစ်တွေစစ်တပ်ရဲ့ဒါအလိုကျလိုက်ပြီးတော့လှုပ်ဆောင်ပေးနေတဲ့កောင်းနေဗောနော်တေးကြရှိရင်ရှေ့ဆုံးကနေတည်နေတဲ့កောင်းနေအပြီးတော့ဒါစစ်တပ်ကခုနောက်ပိုင်းဆိုရင်ဒါမြောက်လယ်စစ်တပ်ကသူကအဲဒီစားကားစားစစ်သားက20လောက်ပါတယ်ဆိုရင်ပြည်သူစစ်90လောက်နေသွားခိုင်းတာမျိုးတွေဗောနော်စစ်ကြောင်းဖွဲ့ပြီးလွှတ်တာမျိုးတွေတေးကြရှိရင်မင်းတို့ပဲတည်ဗောနော်အထုတ်ပေးထားတဲ့လက်နက်ခေယံကြီးလိုက်တော့လေမီဂျုံမောင်းပြတ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့အတုံးချခံဖြစ်နေတဲ့ဘွားမျိုးကိုကျင့်နဲ့တာယာနေတဲ့កောင်းနေအခုဒုက္ခရောက်ပြီး ဘာလို့ဒုက္ခရောက်လဲဆိုတော့ဒီလက်နက်တွေရှိနေတုန်းကသာဒီကောင်နေထောင်းထောင်းထောင်းလုံရဲလုံရဲမယ်ပြည်သူကိုနှိမ့်ဆက်နှိမ့်ဆက်ရဲမယ်ပေါ့နော်အခုလက်နက်တွေပြန်ဖြုတ်သိမ်းပြီဆိုတဲ့ချိန်မှာဒီကောင်နေလုံးဝရက်သားလုံးဝရက်သားဘာမှလက်နက်မရှိတော့တဲ့ကောင်နေဖြစ်သွားပြီပြည်သူတွေကြားထဲမှာရောက်လာပြီးရင်သူတို့ကိုသူတို့ပထွေးတွေကကာကွယ်ပေးမှာမဟုတ်ဘူးအဲ့ခါကြားလို့ကတော့ဒါကခုနဒေါ်လာရင်တက်ဖွဲ့တွေကအကြိုက်ပဲအကြိုက်ပဲအဲ့တော့ဒီကောင်နေအခုပြေးစရာမြေမရှိတဲ့အနေဒါဖြစ်နေရပြီ ်အဟိုးတလောကဆိုရင်လည်းဒါကြားလိုက်မယ်ထင်ပါတယ်အာရခတက်တော် AA ဝင်လာပြီဆိုတာလည်းသိရောအေရီတိုင်းထဲမှာရှိတဲ့သူတွေဘကိုးတိုင်းထဲမှာရှိတဲ့အုပ်ကြီးတွေပေါ့နော်ပြည်သူစစ်တွေပေါ့နော်ထွက်ပြေးတိမ်းရှောင်ကြတယ်ဆိုပြီးတော့တိမ်းရှောင်တယ်မဟုတ်ထွက်ပြေးကြတယ်ပေါ့နော်အဲ့လိုမျိုးတွေဒါဖြစ်စင်နေရရှိတာဟုတ်အခုဒါခုနလိုမျိုးဒါပြန်ဖြုတ်သိမ်းနေလက်နဲ့ပြန်ဖြုတ်သိမ်းနေဆိုပြီးတော့လှုပ်လိုက်တဲ့ခါကျတော့ဒီကောင်နေလုံးဝကုကေရမဲဖြစ်တဲ့ဘဝကိုရောက်ပြီအဲ့တော့ကျွန်တော်မင်းတို့ကောင်နေမင်းတို့မလို့အုံနောက်မရှိလို့ဒါမျိုးပုံစံမျိုးသွားလှုပ်ရဲတာပေါ့နော်အစ်တကကောင်နေကခုနလိုပဲမင်းတို့ အသုံးဝင်နေတဲ့အချိန်မှာတော့အသုံးချမယ်ပေါ့နော်အဲဒါမဲ့ခုနကလိုမျိုးပဲဒါစစ်တပ်ကိုပြန်ပြီးတော့ဒါပြဿနာရှာတော့မယ်ကောင်းနေအခုလည်းရှိတာပဲလေဒီကောင်နေလက်နဲ့လေးပေးကြိုင်လိုက်တယ်အောက်မှာပြည်သူကိုနှိပ်ဆက်တယ်အပြီးရင်သူတို့ရဲ့ဒါစစ်သားမိသားစုတွေအဆဒါနှိပ်ဆက်ခံရတဲ့အထင်မှာပါတဲ့သတင်းတွေဆိုလည်းအများကြီးပဲအဲအဲ့လိုမျိုးတွေဖြစ်လာပြီဆိုတဲ့အချိန်မှာဒီကောင်နေအာဒီကောင်နေကဒါပေးကြိုင်ထားလို့မရဘူးအဲကြတော့ဒါပြန်ဖြုတ်သိမ်းမယ်ဆိုပြီးတော့လှုပ်လိုက်တော့အခုဒီကောင်နေနာကားပြီအဲအဲ့ဟာဒါတခြားဒီပြည်သူစစ်ဆိုတဲ့ကောင်နေလည်းသိစေခြင်းတယ်ဒီကောင်နေအခုဆိုရင်ဒါပြူတွေပေါ့နော်ပြူလို့ပဲပြောရတော့ပြူတွေပေါ့ ငတ်နေတဲ့ပြူရွာတွေအများကြီးရှိတယ်။လက်နဲ့ခရမ်းလေးပဲပေးထားပြီးတော့ခရမ်းတော့မှအပြင်မပေးဘူးလက်နဲ့မီးကျုံမောင်းပြက်ပေးထားပြီးတော့ရိတ်ခါတော့မပုတ်ပေးနိုင်လို့ငတ်နေတဲ့ပြူရွာတွေအများကြီးရှိတယ်။ဒေါ်လာရင်းတက်ဖွဲ့တွေကဝိုင်းပတ်ပိတ်ဆို့ထားတာ။ဒီလုံးဝဒါတကယ်လို့အခွင့်အရေးရပြီဆိုရင်တော်တော်ပြီးတော့ပြင်းနေတာပေါ့နော်။အဲ့တော့ကျတော့ဒါအစာငတ်ရေငတ်နေပေါ့နော်။သေမဲ့နေကိုထိုင်ဆောင်နေရတဲ့ဘွာမျိုးတွေပေါ့နော်။အဲ့ဒါမျိုးတွေကိုသွားပြီးတော့တာယာကျင်တဲ့ကောင်တွေအခုတော့ဒုက္ခရောက်ပြီအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကြံတဲ့ပြည်သူစစ်ဆိုတဲ့ကောင်တွေဖြူဆိုတဲ့ကောင်တွေကြည်တာ အဲစစ်တပ်ကအဲ့လိုပဲမင်းတို့ကိုလိုတဲ့အချိန်မှာပဲတုံးကြတာအေးသူတို့စိတ်ထဲမှာသဘောမတွေ့တော့ဘူးဆိုတဲ့အချိန်ကြရင်အခုလိုမျိုးပဲပြန်ပြီးတော့မင်းတို့ဒုံးမှဒုက္ခဆုံးဆုံးရောက်တာပဲအဲ့လိုမျိုးပြန်ပြီးတော့တုံ့ပြန်ခံရလိမ့်မယ်ပေါ့နော်အဲ့တော့သတိထားပါဒါစစ်တပ်လိုချင်လိုက်ပြီးတော့လှုပ်ဆောင်နေတာတွေရက်ပါပြည်သူ့ဘက်ကိုကြည်ပါပြည်သူ့ဘက်ကိုမျက်နှာမှုပါဆိုတာလေဒါလေးလည်းပြောချင်တာပေါ့နော်အဲအခုဆိုရင်ဒါနမခါကနေပါရမူတာနဲ့ကျဲတယ်ဒါအလှလှုပ်နေတဲ့နေရာတစ်ခုကိုကျဲတာပေါ့နော်အလှရှင်မိသားစုထိလိုက်တယ်တဲ့အလှဒါရကမောင်ရှင်လောင်းအပါ၃ယောက်တိဆုံးနေတဲ့ နားထွင်းလေးရတန်းရရတယ်တဲ့အဲ့ဒါကြတော့ okay ဒီစစ်တုံးပန်းဖြစ်ဘူးတဲ့ကောင်ကအခုလိုမျိုးဒါပြည်သူကိုလိုက်ပြီးတော့တတ်ဖြတ်တဲ့လောက်ရတဲ့လုံနေရအဲ့တော့စစ်တုံးပန်းပြန်လွတ်ပေးတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုကျွန်တော်မှခြေကိုမခြေနဲ့နိုင်တဲ့ပုံစံမျိုးဖြစ်နေရတာပေါ့နော်ဒါကိုပြည်သူကလည်းနားလည်မှာပါဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်ဒီလိုမျိုးဒါပြန်ပြီးတော့လွတ်ပေးလိုက်တဲ့ကောင်ကအခုဒါပြည်သူကိုပြန်ပြီးတော့ဒုက္ခပေးနေတာလေပြည်သူတွေမကအောင်ဒါကလေးတငယ်တွေကိုပါဒုက္ခပေးတာမျိုးတွေဖြစ်လာနေပြီအဲနောက်တစ်ခုကအဲ့လောက်ထိဒုက္ခပေးနေတဲ့ကြားထဲမှာခုနလို့ အလှူဝဲပါပွဲနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ကလှုပ်ပါလို့လည်းဒါမပြောချင်ဘူးမလှုပ်ပါနဲ့လို့လည်းမသားရဘူးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်စစ်တပ်ရဲ့ဒီလှုပ်နေတဲ့လှုပ်ရက်တွေကိုတော့သတိထားစောင့်ကြည့်စေချင်တယ်စစ်တပ်ကခုနောက်ပိုင်းမှာလူစုလူဝေးလှုပ်ပါပြီဆိုတဲ့နေရာတိုင်းကိုဘုံကျဲတိုက်ခိုက်နေတာ အခုဒီပါရာမူတာတွေဆိုတာကနာမခေါက်အများကြီးပဲအခုပို့တယ်နောက်ပိုင်းမှာဒီပါရာမူတာတွေကိုအသုံးပြုဖို့အတွက်ကစသူကဒီလူတွေရွေးချယ်တဲ့အဆင့်တွေဖြစ်လာပြီဒီပါစတွေပေါ့နော်ပါစတွေကိုဒါစစ်မှုထမ်းနေရာနဲ့ခေါ်ထားတဲ့ပါစတွေကိုအဲအထက်တန်းပညာအောင်ထားပြီးသားအဖွဲ့တွေကိုဒီနေရာတွေမှာရွေးချယ်ပြီးတော့တာဝန်ပေးမယ်ဆိုပြီးတော့လည်းလှုပ်လာနေအဲ့တော့တွင်းတွင်းကျယ်ကျယ်ပို့ပြီးတော့တုံးလာမှာအဲတုံးလာတဲ့ခါကျတော့ဒီပါရာမူတာရဲ့သဘောတရားသိတဲ့အတိုင်းပဲဒီနာပတ်ဝန်းကျင်ပေါ့နော်သူတို့ရဲ့တည်ရင်ဌာနချုပ်ဘီနာပတ်ဝန်းကျင်မှာ အစုအဝေးအဲလူစုလူဝေးလှုပ်တဲ့နေရာမျိုးတွေကိုလိုက်ပြီးတော့ဒုက္ခပြီးအဓိကဆိုတော့အဝေးရနေကြည့်ပြီးတော့ဒီနေရာကိုသွားပြီးကျဲကွာပေါ့နော်အဲ့နေရာလူစုလူဝေးရှိတာဖြစ်တဲ့အတွက်ဒေါ်လိုင်းတက်ဖွဲ့တွေစုစည်းနေတာဖြစ်နိုင်တယ်ငါတို့ကိုတိုက်ဖို့အတွက်စုဖွဲ့နေတာဖြစ်နိုင်တယ်ဆိုတော့လုံးဝဘာမှမစီစစ်တဲ့မှတ်ချက်တစ်ခုနဲ့သွားပြီးတော့တိုက်ခိုက်ခိုင်းနေတာ အဲ့ကြအဲ့လိုဟာမျိုးတွေမှာအဲ့လိုအနီးနားပတ်ဝန်းကျင်မှာကျွန်တော်လူစုလူဝေးလုပ်တဲ့ကိစ္စမျိုးတွေကိုနည်းနည်းလေးသတိထားစေချင်တာအဓိကတော့ကျွန်တော်ကမထိခိုက်စေချင်တာပေါ့နော်ပြည်သူတွေမှာကုကရာမဲ့ဘွားရောက်နေတာပြီးတော့ပြန်ပြီးတော့လုံနိုင်တဲ့ဒါလက်နက်ခဲရန်လည်းရှိတာမဟုတ်ဘူး၊ကင်ထားရလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီကောင်းနေအနိုင်ကျင့်ကျင့်သမျှခံနေရတာနေ့စဉ်နဲ့အမြပါပေါ့နော်ဒါရင်နာစရာတွေဖြစ်နေရကြီးကဒါအဆင်မပြေလောက်ဘူးပေါ့နော် ပြီးတော့အခုဆိုလဲဒါဒီကောင်တွေဂရိဘယ်တော့မှမတီးတဲ့ဟာကိုလဲဒါသက်သေပြနေရဲ့အဲ TNL ကိုဒါအပြစ်ခတ်ရက်ပါဆိုပြီးတော့သူတို့တရန်တိုးထားပြီးရနောက်ပါ TNL ထိန်းချုပ်တဲ့နည်းမြေတွေကိုအဲအကြိမ်ပေါင်းတထောင်ကျော်လောက်ထိကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေလေချောင်းတိုက်ခိုက်တာမျိုးတွေလုပ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီကောင်တွေရဲ့အပြစ်ရက်ဆိုတာကပါဇက်ထဲမှာပဲရက်တာပေါ့နော်အဲ့တော့ကြတော့မြေပြင်မှာအဲအုံအောင်ရှိရှိ အဲကျွန်တော်စဉ်းစားပြီးတော့ပေါ့နော်အဲလှုပ်ဆောင်ကြဖို့လည်းအရေးကြီးတယ်ဒီကောင်တွေကဘယ်တော့မှဂတိတည်တဲ့ကောင်တွေမဟုတ်ဘူးဆိုတာကိုလည်းသိစေချင်တယ်ပေါ့နော်နောက်တစ်ခုကဒီလေချောင်းနဲ့ပတ်သက်လို့ပေါ့နော်အဲနိုင်ငံရဲ့အလဲပိုင်းဒေတာတွေပေါ့နော်အလဲပိုင်းဒေတာလို့နေရာမျိုးတွေမှာ အဲလေငွေတိဆောက်မှုအပိုင်းတွေသူတို့ပို့ပြီးတော့အဆင့်မြင့်နေဆိုပြီးတော့သိရတယ်ချို့လေစိတ်တွေပေါ့နော်လေစိတ်အသေးတွေအားစအကြီးစားပုံစံမျိုးဖြစ်အောင်ဖန်တီးမယ်ဆိုတော့သတင်းမျိုးတွေလည်းဒါတက်တက်ကြားနေရပြီပေါ့နော်ဒါကိုကြည့်မယ်ဆိုရင်လည်းဒါလေငွေနေအနေနဲ့ကသူကနေရာအနှံ့ပြားမှာလှုပ်ထားတာဖြစ်တယ်ပေါ့နော်အဲဖြစ်တော့ကြတော့အဲထားပါတော့အဲမြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ကောင်က မြောက်ပိုင်းကိုသွားကျဲရမယ်ဆိုတဲ့အချိန်မှာခရီးအကွာဝေးအများကြီးသွားရတယ်ပေါ့နော်အဲ့တော့အလဲပိုင်းကနေပဲထိုင်ပြီးတော့မြန်မာနိုင်ငံနေရာအနှံ့ပြားကိုကျဲမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးကိုလည်းသွားပြီးတော့တွေ့ရတယ်နောက်တစ်ခုကတော့တို့ရဲ့ဒါလက်လွတ်ဆုံးရှုံးရတဲ့နေမြေတွေများလာတယ်ပေါ့နော်အဲ့နေမြေတွေထဲမှာရှိတဲ့လေကြောင်းအဲလေကြောင်းနဲ့ပတ်သက်လို့ဒီလေတပ်စခန်းတွေကလည်း အဲလေရင်စစ်သက်လို့ရတဲ့ဒါလေရင်ဝင်းနေကလည်းမလုံခြုံမှုမရှိတော့ဘူးဆိုတဲ့ဟာမျိုးလေးကိုလည်းဒီကောင်နေတိလာနေပြီလို့ဒါပြောလို့ရတယ်။အဲ့ဒါလည်းဒါတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အတက်စရာတစ်ခုဖြစ်တယ်ဗောနော်။အဲနောက်တစ်ခုကကျွန်တော်သတိထားရမယ့်ဟာတွေကတော့ရှိတာဗော။ ဘာလို့လဲဆိုတော့အဲမြောက်ပိုင်းကနေပြီးတော့တောင်ပိုင်းအောင်သွားကျင်းမယ်ဆိုရင်အဝေးသွားနေရတဲ့အနေအထားနေခုအလဲပိုင်းကနေပြီးတော့သွားကျင်းမယ်ဆိုရင်ပူတဲ့ပူပြီးနီးတဲ့အနေအထားတစ်ခုဖြစ်သွားစေတာပေါ့နော်အဲ့တော့ဒါလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဒီလေရင်ကွင်းတွေတိဆောက်နေတဲ့ဟာကလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့တွေသတိထားပြီးလှုပ်ဆောင်စီခြင်းနဲ့အပိုင်းတွေမှာပါတယ်ပေါ့နော်အဲဒီကောင်းနေမှာလေချောင်းတစ်ခုပဲရှိတော့တာဒါတော့မှပဲဒါစခန်းသိန်းနေနဲ့ပတ်သက်လို့တော်လိုင်းတက်ဖွဲ့တွေကကြုံးမိဟေဆိုတဲ့ချိန်ကြရင်လေချောင်းတောင်မှာ ဒါကောင်းကောင်းမမပေးနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာနေပြီ။အဲ့တော့ဒီထက်သာကျွန်တော်တို့ဖိပြီးတော့လှုပ်ဆောင်နိုင်တဲ့ဟေးဆိုရင်ဒီလီတက်အားနေသွားတဲ့ဟေးဆိုရင်မြေပြင်မှာတော်တော်ကြီးမားတဲ့အောင်မြင်မှုတွေရမယ်လို့လည်းဒါကျွန်တော်ယုံကြည်ရပါတော့။နောက်တစ်ခုကဒီလိုမျိုးရွှေ့ပြောင်းနေတာတွေပြင်ဆင်နေတာတွေက သူတို့ရဒီစီတဲလမ်းကြောင်းတွေပိတ်နေရတယ်လည်းပါတယ်မြေပြင်မှာဘယ်နေရာမှာဆိုဒီကောင်းနေကောင်းကောင်းမွန်မွန်လွတ်လွတ်လပ်လပ်သွားနိုင်တဲ့လမ်းကြောင်းတစ်ခုမှမရှိတော့ဘူးပေါ့နော်ရေလမ်းကြည့်မလားကုန်းကျန်ကုန်းလမ်းကြည့်မလားဘလို့မှအဆင်မပြေတော့ဘူးအဲကြတော့ဒီကောင်းနေအတွက်တော်တော်လေးအချက်ရိုက်တဲ့အနေထားမှုလို့ဒါအခုလိုမျိုးရွှေ့ပြောင်းနေလို့ယူဆရတယ်နောက်တစ်ခုကလက်နက်ခဲယံပေါ့နော်လေးချောင်းနဲ့ပတ်သက်လို့ဒါခဲယံဘုံသီးဖြတ်ဝေတဲ့အပိုင်းတွေမှာအစခုနလိုတနေရာကိုတစ်ခုစီလိုက်ပြီးတော့ဖြတ်ဝေနေရတဲ့ဆာရင်နေရာတစ်ခုတည်းကိုပဲဒါ ပုံပြီးတော့နေရာအနှက်လိုက်ကျဲမယ်ဆိုတော့ရည်ရချက်မျိုးတွေလည်းကျွန်တော်တွေ့ပြီးတော့တွေ့ရတယ်ဗောနော်နောက်တစ်ခုကတော့ဒါတီခီစကန်သိန်းနဲ့ပတ်သက်လို့ဗောနော်ဒါလက်နက်ခဲရန်နေအများကြီးရတယ်120ရတယ်120နှစ်လက်နှစ်လက်မှာဒါတစ်လက်ကဖြည့်ဆည်းထားတယ်ဗောနော် ဒီကောင်းလေးမိစေချင်တာကျွန်တော်သိလားမိမှလေမင်းတို့ကောင်းလေးအဲ့လိုမျိုးလုပ်ခဲ့လို့ဆိုပြီးတော့ကောင်းကောင်းဖေးရမှာသိလားအဲသူတို့တွေမတည့်သွားနိုင်ဘူးဆိုရင်သူတို့တွေဖြက်စီးခဲ့တယ်ဒါကတော့သူတို့ရဲ့ထုံးစံပေါ့နော်ဒါကတော့ညာစစ်ပွဲမှာအဲဘယ်ဘက်ကပဲဖြစ်ဖြစ်ဒါလုပ်ခဲ့ရမယ်ဆိုတော့စီးမင်းတွေရှိတာ ਉਹ မူဝါဒပုံစံမျိုးတွေရှိထားတာ ਉਹ အဲဆိုတော့အဲ့လိုမျိုးလုပ်သွားတော့ဒါပြောလို့တော့ဘာမှတော့ပြောလို့တော့မရဘူးဒါပေမဲ့မိပြီဆိုရင်တော့ကောင်းကောင်းပြင်းလို့ရတာပေါ့နော်ပြီးတော့ကြာလက်နက်တွေပေါ့နော်တနက်တွေဆိုရင်အိနာဂျင်းထဲမှာပြက်သွားတာ အင်တာဂျင်နယ်ကိုပြစ်ချသွားတဲ့ဟာကိုအခုဒေါ်လိုင်းတက်ဖွဲ့တွေကဝင်ကောက်ရတယ်အဲ့မှာကျွန်တော်အာဥဆောင်တဲ့သူတယောက်နဲ့ပြောရတဲ့အချိန်မှာအဲ့လိုပေါ့နော်ဒီကုမ္ပဏီတဲ့လက်နက်တွေတဲ့တနက်တွေဦးတဲ့အင်တာဂျင်နယ်ပြစ်ချသွားရတဲ့အင်တာဂျင်နယ်ဝင်ကောက်ရတဲ့ရဲဘော်ရတဲ့ချီစော်ဦးနန်းနေရပဲတဲ့အတော်သေးတယ်တဲ့ဒီကောင်တွေဦးတဲ့အဲခုနလိုပေါ့နော်အင်တာတော့မတက်ရဲအောင်လှုပ်ထားတာပေါ့နော်တော်တော်ကြာပြီမို့လို့ဒါတော်တော်လေးခံစားရတယ်လို့ပြောရမယ်ဆိုပြီးဒါဟာသနေတဲ့တော့ပြောသွားသေးရပေါ့နော်လက်နက်တွေကိုခုနလိုပဲပညာရေးနဲ့ထုတ်ပြီးတော့တပ်ပုံနေရာစပို့ပြလာတယ်ပေါ့နော်အဲအဲ့တော့ဒီကောင်တွေရဲ့လှုပ်ရက်တွေကတော့တည်တဲ့အတိုင်းပဲအကုန်လုံးကိုလွှတ်ပြစ် ဒါလုံးဝပြောရမယ်ဆိုဗျာမြေမှာစနစ်တကျနဲ့ဆုပ်ခွာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဝရုံသုံးကားနဲ့ပေါ့နော်အေးအောင်နေအဲ့ဒါတွေမတင်နိုင်ဘူးမတင်နိုင်ထားခဲ့လွှတ်ပြစ်ခဲ့ကြီးစန်းနေဖြုတ်လွှတ်ပြစ်ခဲ့အပြင်မောင်းလုံးနေဖြုတ်ခဲ့လွှတ်ပြစ်ခဲ့ဒါမျိုးပုံစံမျိုးတွေပဲလုတ်ပြီးတော့ဖွဲ့စည်းပုံပြက်စွာနဲ့ထွက်ပြေးရတဲ့အနေအထားတစ်ခုဖြစ်နေပြီပေါ့နော်အဲ့ဒါလေးနှစ်သားကြုံထားတာပေါ့နော်အဲမိုက်တယ်နော်ဒါကလည်းတကယ်အားရစရာကောင်းတယ်ရှေ့ဆက်လို့ကတော့ဒီကောင်နေနာကားမယ်ပလုတ်ရောင်မယ်ပဲအဲနောက်တစ်ခုကတော့ဒါမိုးပြဲမှာပေါ့နော်ဒါဓာတ်စိတ်ငွေ့ ဓာတ်ဘုံနေပေါ့နော်အသုံးပြုပြီးတော့တိုက်ခိုက်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့ဒါနဲ့ပတ်သက်လို့တော့ကျွန်တော်ရှေ့ပိုင်းမှာလည်းအဲဒီခုနလိုပေါ့နော်လက်တလောဖြည့်ရှင်းနိုင်တဲ့အနေအထားဆိုရင်ဒါအဝတ်ကိုရေစွတ်ပြီးတော့ဒါဒီမျက်နှာမှာအုပ်ဖို့ပေါ့နော်ဒါမျိုးတွေဒါကျွန်တော်တို့ပြောခဲ့ကြရရှိတယ်ဒါပေမဲ့နောက်ပိုင်းပို့ပြီးတော့ရဲရဲဆက်ဆက်လှုပ်လာနိုင်တဲ့ဟာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကြီးကအရှုံးကြီးရှုံးနေတာအရင်တုန်းကတော့သူတို့လှုပ်တယ်လှုပ်တယ်ဆိုတဲ့ဟာကဒါသူကဓာတ်ဘုံလို့ပြောလို့မရတဲ့အဆင့်မျိုးကိုသူကဒါခုနလိုပေါ့နော်လက်တလုံးကြအသုံးပြုတဲ့ပုံစံမျိုးလှုပ်တာ အဲ့ဒီဟာတုန်းကတော့ဒါခုနလိုပေါ့နော်ရေစိုးဝင်းနဲ့လှုပ်လို့ရတဲ့အနေထားတစ်ခုရှိတာပေါ့ဒါပေမဲ့လည်းအခုနောက်ပိုင်းကျတော့အဲ့ထက်ပိုဆိုးတဲ့ဟာတွေလှုပ်လာပြီဆိုရင်ကျွန်တော်တို့က gas mask တွေလိုလာပြီပေါ့နော်အဲ့အဲ့ဒါမျိုးတွေကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကကြိုတင်ပြီးတော့ပြင်ဆင်ထားစီခြင်းနဲ့စစ်တကားကောင်တွေကအဆုံးထိရုံပါမှာအဲ့တော့အဲဥစာလေးလည်းဒါသတိပေးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါ KNU ပေါ့နော် KNU တက်မခွန်တွေကဒါတန်လက်စကန်းကို KNL ပူပေါင်းတက်ဖွဲ့တွေကကြိတ်နေပြီပေါ့နော်အဲ့တော့ကြိတ်ပြီဆိုရင်တော့ရမယ့်နေ့ကိုထိုင်ဆောင်ရုံပဲ ဒါကလည်းတကယ်တေချာတဲ့လုံးဝကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့ထုံးစံပဲပေါ့နော်အဲ့ဒါကလည်းဘယ်နေ့မှာကျွန်တော်တို့သတင်းကောင်းကြားမလဲဆိုတာထိုင်ဆောင်နေပဲအဲ့လိုပဲထိုင်ဆောင်နေတဲ့တန်လန်းနဲ့လည်းကျွန်တော်ကူပေးကြပါလို့လည်းပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပိုင်းနေမှာအားမရဘူးဟေ့ဘာဟိညာဟေ့ပြောကောင်းပြောခဲ့ကြလိမ့်မယ်အခုလက်တော့ဒါဒီရပိုင်းထဲမှာကိုကြည့်မယ်ဆိုရင်ကိုပဲ ဟာဟုတ်ရောဟုတ်သေးရဲ့လားဆိုပြီးတော့ပြန်စဉ်းစားရင်စဉ်းစားနေရလောက်ပြီပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဟာရှိမှာမှစကန်တစ်ခုတင်းထားမကြသေးဘူး။နောက်စကန်တစ်ခုတက်ကျိတ်နေပြီ။ဟာရှိမှာမှတရင်ဌာနချုပ်တင်းထားမကြသေးဘူး။နောက်စကန်တစ်ခုတက်ကျိတ်နေပြီ။ဟာရှိမှာမှအာကင်းစကန်တွေကိုတိုက်ထားမကြသေးဘူး။နောက်ထပ်ကင်းစကန်တွေအများကြီးကိုဟိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်တိုက်နေပြီဆိုတာဒါကဒါ KNU ဒါထိန်းချုပ်နယ်မြေတွေထဲမှာအခုဆိုရင်အဲ့လိုတိုက်ပွဲတွေအဲဖော်ဆောင်နေတာတွေရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တွေကဘာသိရမလဲဆိုတော့ ။ဘာလို့ဒီအိုက်တုံးကတော့ဒါတိုက်ပွဲဝင်ဖို့အတွက်ကိုဆော်အော်လိုက်ရတာအားမရလိုက်ရတာအခုတိုက်ပြီဆိုတဲ့ချိန်ကျရင်တော့ခုနလိုဘေးရွက်ဆိုးကျိုးအနေနဲ့စစ်ဘေးရှောင်ရတဲ့ပြည်သူတွေအများကြီးဖြစ်လာတယ်။အထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဒုက္ခရောက်တာအများကြီးရှိတယ်။အဲ့လိုအပိုင်းတွေမှာကျွန်တော်တို့တက်နိုင်သလောက်လေးတွေဝိုင်းပြီးတော့ကူညီကြစေချင်တယ်ပေါ့နော်။ဒါမှလည်းဒါရှေ့က ဒါကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းဒေါ်လာရင်းတက်ဖွဲ့တွေတိုက်ပွဲဝင်နေတဲ့ဟာကိုဖြောင်းဖြောင်းတန်းတန်းနဲ့လုံနိုင်လိမ့်မယ်လို့လည်းဒါကျွန်တော်ယူဆတယ်ပေါ့နော်။အားကြောင့်မလို့ဒါကျွန်တော်တက်ဖွဲ့နဲ့တက်ဖွဲ့တယောက်နဲ့တယောက်ကျွန်တော်အမြင်ကြည်တာတွေအားမရတာတွေဒါတွေကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နီလန်မျိုးနဲ့ပြောရမယ်အစားအပြစ်တင်တာတွေကျွန်တော်ရှော့ကြစေခြင်းနဲ့တက်နိုင်တဲ့အပိုင်းတွေမှာဝင်ပြီးတော့တာဝန်ထမ်းဆောင်ကြစေခြင်းနဲ့အားချမယ်ဆိုပြီးတော့အားလုံးကဆုံးဖြတ်ပြီးလို့ချတဲ့ချိန်မှာကျွန်တော်ကအားပေးတဲ့ပုံစံမျိုးနဲ့ ရှိမှကောင်းကောင်းမွန်မွန်ဖြောင်းဖြောင်းတန်းတန်းတိုက်ပွဲဝင်နေအောင်နောက်နောက်ပိုင်းကနေပေါ့နော်ကိုတက်နိုင်တဲ့အပိုင်းတွေကနေကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်